မင်္ဂလာပါရှင် Source Force Library ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့နိုင်ဦးစေးရေးသားထားတဲ့ဖြစ်ရမန်ဇာတ်လမ်းလေးဖြစ်တဲ့တခါတော့ငါမြစ်အရာစီမှာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဘူလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဖြစ်ရမန်ဇာတ်လမ်းလေးတွေကိုနေ့တိုင်းတင်ဆက်ပေးနေတာမျိုးစောင့်မျှော်အားပေးကြပါအောင်နော်ကြိုက်နေတဲ့တဲ့ဆိုရင်လည်း Like and Subscribe လေးလုပ်ဖို့မမေ့ပါနဲ့နော်ကဲဇာတ်လမ်းလေးကိုစားလိုက်ကြရအောင်ရှင်ဖိုးဘွားတို့နေတဲ့ရွာလေးကဟေယာဝရီမကန်နဘေးမှာရှိပါတယ် ရွာနဲ့မလှမ်းမကန်းစီမှာတော့မြစ်တွင်းသွားသင်းမောတွေဆက်လီတွေကုန်တင်ကုန်ချခရီးတဲ့တက်စင်းကိစ္စတွေပြုလုပ်လေးရှိတဲ့စစ်ကဲခုလည်းရှိနေတယ်။စစ်ကဲနဲ့နီးစပ်တဲ့ရွာဆိုတော့ဖိုးဝါတို့ရွာလေးကအတော်ကိုစီကားတယ်။ရွာထဲမှာကုံရောင်းကုံဝဲသမားတွေကခြေချင်းလိန်နေတတ်ပြီးရောင်းဝယ်ဖောက်ကားမှုကလည်းအတော်ကိုကောင်းမွန်လှတယ်။စီးပွားရေးနဲ့ရောင်းဝယ်ဖောက်ကားမှုအရေးကကောင်းမွန်လွန်းတော့တရွာလုံးမှာအိမ်ချင်းအိမ်ကောင်းတွေကသာပြည့်လူပြည့်ကင်းနေရာယူထားတယ်။အဲဒီအိမ်ချင်းအိမ်ကောင်းတွေရန်ထားတဲ့ကြားစီမှာတော့ တဲတာတာဖိုးဝါတို့အင်္ဂလိပ်ရှိနေတယ်။ဖိုးဝါရဲ့အသက်က20ကျော်ပြီ။ဒါပေမဲ့သူ့အသည့်စိတ်ကကလေးတယောက်တာတာရဲ့တခါတရံဆိုသူ့စိတ်ဖောက်ပြန်တတ်တယ်။ဒါကြောင့်တရွာလုံးကသူ့ကိုစက်မပြေသူစိတ်မူမှန်းသူသူ့ရူးတယောက်ရဲ့လို့အများသိလက်ခံထားကြတယ်။ဖိုးဝါအမေတော်ညူကစိတ်ခံတရားနှပေးမှာအကြော်ဆုံးရောင်းတယ်။ဒီတော့ဖိုးဝါတို့ကနေတိုင်းဒီပါစိတ်ကင်းစီကိုရောက်နေရပြီးမိခင်ကိုကူလိုရင်းစိတ်ကင်းအနီးကကလေးတွေနဲ့အတူစော်ကစားလေးရှိပါတယ်။ တာရီမေစီကုံသွားလို့မတ်တင်တို့ဆိုင်ကတောက်ဝက်ပေးစမ်းမအောင်ဘလို့ပြောရမလဲမေစီတပိတ်သားညနေလာပေးမယ်လို့ပြောလိုက်ဟုတ်ဟုတ်ဖိုးကမသွားသေးဘူးဆက်ဖြည့်ဖြည့်မျက်နှာပေးနဲ့မိခင်ရှိမှပေးရနေတယ်။အော်အမေမေ့နေတာတာစားဖို့အတွက်မဟုတ်ဝက်ကဲဟုတ်ကဲ့ဟုတ်ကဲ့ဖိုးကစိတ်ခံတာကြည့်တိုင်းပျော်ရွှင်ခုန်ပေါက်လို့ရွာဘက်စီကိုပြေးထွက်လာခဲ့တယ်။မတ်တင်တို့ဆိုင်နာကိုမရောက်ခင်လုံခလက်ကလေးစီအရောက်မှာတော့ရွာဘက်ကပြေးလာတဲ့ကလေးတစ်တိုင်းနဲ့တိုးတယ်။ဟဲ့ကောင်အောင်ဖို့ဘာဖြစ်လာကြတာလဲ။ ဟာဖိုးကအေးငါတို့ချွေနေဒီတင်မောတစ်ကြီးစီကိုသွားကြည့်မလို့ကွာမင်းကလိုက်ကြည့်ပါလားချွေနေဒီဟုတ်လားအေးဆိုခုမှလမ်းကြောင်းဆဆွဲတဲ့တင်မောတစ်ကြီးကွာလှမလာပဲစိတ်ခန္ဓာကိုတောင်ခုမှလာကတ်မှာဟုတ်လားလိုက်ကြည့်မကွာဖိုးကကလေးတွေခေါ်ဆောင်ရညကန်းဖက်စီကိုလိုက်လာခဲ့တယ်ဟာခုမှကွာ တွေ့လားတွေ့လားကလေးအုပ်ကိုဥဆောင်လာတဲ့အောင်ဖို့လက်ညှိုးညွန်ပြရာညထဲစီမှာတော့ဖြူလွတ်တလွန်ွေးတဲ့ချွေနေဒီတင်မောတစ်ကြီးကန်းနဲ့သိမ့်မကွာရရေလန်းချောင်းစီကခုံမောင်းနေတာမို့မြင်ကွင်းကရှင်းရှင်းလင်းလင်း ဖိုးပါလဲအံဘူးတို့နဲ့အတူတမောကြီးကိုသဘောကျအကြီးကျလို့လှန့်ကြည့်နေမိတယ်။တမောဘွားကလူတွေက သူတို့ကိုလက်ပြတော့ဖိုးဘွားတို့လည်းပြန်လက်ပြကြတယ်။ဟင်လက်ပြရင်ကြည်နေတော့မှာပဲဖိုးဘွားရဲ့မြင်ကွင်းမှာတမောကြီးရဲ့ရုပ်ပုံကရုတ်တရက်ပြောင်းလဲသွားရတယ်။တလွန်နေတဲ့တမောကြီးရဲ့သွင်ပြင်ကအယောင်သွေးတွေပျောက်ကုန်ပြီးတန်ကြီးအထက်ထက်နဲ့မွေးချောက်ချောက်ကြီးဖြစ်သွားတယ်။ပြီးတော့တမောဘွားပါလာတဲ့သူတွေကလည်းအားလုံးပျောက်ရှာကုန်ပြီးအရင်မဲမဲတွေကဟိုပြေးတည်ပြင်းနေတယ်။ တိတ်တရဲတမကြီးဖိုးဘတကောလုံးနှစ်ဖူးစလိုတုံရင်လာပြီးအတန်ကုံအော်ဟစ်လိုက်တယ်ပြီးတော့နောက်ကျောင်းကိုတုတ်ကနေလှည့်ပြီးတော့တယ်အမှုရောကတော့တမောတစ်ကြီးကိုကြည့်ပြီးတရဲလိုအော်ပြတဲ့ဖိုးဘကို အန်အော်ပနန်ဖြစ်ကုန်ပြီးရေမောဟတိုက်လို့ကြံရိတ်ခဲ့ကြပါတယ်တကယ်ပါတကယ်ကိုတရဲတွေအမေကတိတ်ကိုကြောက်ဖို့ကောင်းတာပဲဗျာပြနေတီတမောကြီးစိတ်ကဲမှာစိုက်ကက်နေတော့ဖိုးဘကမကြည့်ရဲလို့ပြန်မလာခဲ့ဘူး တမောကြီးထွက်သွားပြီးဆိုမှသာဖိုးဝစီပုံးလေးကိုင်းပြီးပြန်ရောက်လာတယ်။ရောက်ရောက်ချင်းသူ့မိကနောက်ကျလို့ဆူမဆိုတော့သူမြင်ခဲ့ရတဲ့တမောကြီးချောင်းကိုပြန်ပြောနေတာ။ဒေါ်ညိုကတော့အလုံးလုံးနေရင်နဲ့ပေးမို့သားဖြစ်သူစကားကိုကြားတစ်ချက်မကြားတစ်ချက်နဲ့နားထောင်ရင်းကအင်းသာလိုက်နေမိတယ်။အဲဒီညဖိုးဝအိမ်မထဲထီအောင်ရွှေနေတီတမောကြီးကရောက်လာတယ်။အိမ်မထဲမှာတမောကြီးကသူမြင်ခဲ့ရတဲ့ပုံတိုင်းဖြစ်နေပြီးသူကလည်းတမောကြီးအပေါ်ကိုရောက်နေခဲ့တယ်။တမောကြီးအပေါ်မှာသူမြင်ရတာတွေကနေ့လယ်ကမြင်သလိုတရေတွေမဟုတ်တော့ဘူ လူတွေတွေလူတွေသေးနေတာမှဖွေးချမ်းလို့လူတွေတွေကတမောပေါ်နေရအနှံ့မယ်ဖိုးကကြောက်အလန့်အားနဲ့အလောင်းတွေကို ကြော်ခွလို့ပြင်းနေမိတယ်ပြင်းရင်နဲ့တမောဥထိတ်နေရကိုရောက်သွားတော့ခွဖြူစင်ကျဲဝတ်ဆင်ထားတဲ့လူကြီးတယောက်ရက်နေတာကိုတွေ့လိုက်တယ်လူကြီးကသူ့လက်ကိုဝှေ့ရင်းလိုက်တော့အလောင်းတွေအကုန်လုံးပြောက်ကုန်တယ်ငါသားမကြောက်နဲ့အဖစီလားဘာကြောင့်ရဲတော့မသိဖိုးကစိတ်ထဲလူကြီးကိုကြောက်စိတ်မရှိဘူးလူကြီးအနာကိုဖိုးကကတ်သွားမိတယ်ဒီသမောကြီးဟာတစ်ချိန်ကရေအောက်ကိုနှမြုပ်ဖူးပြီးစီးလာတဲ့လူတွေအားလုံးတေးခဲ့ဘူးတယ် ခိုလက်တမောကြီးထက်နေပြီးလူတီဖို့ရှိလာပြန်ပြီ။ဒါကိုလူလေးကယ်တင်ရမယ်။လူကြီးကဖိုးဝါကိုတမောကြီးနစ်မြုပ်မဲ့ရက်ကိုပြောတယ်။ပြီးတော့လူကြီးကသူ့မျက်စိရှည်တင်းမဲ့ဘုံကနေပျောက်သွားတယ်။အဲ့ဒီခိုင်မှာပဲတခိုးလုံးသောချွေးတွေအပြင်နဲ့အိမ်မက်ကနေဖိုးဝါလန့်နှုတ်လာရတော့တယ်။အချိန်ကြည့်လိုက်တော့မနဲ့လင်းချက်တောင်းတုန်နေခဲ့ပြီ။ဒီနေ့တမောကြီးစီကနေစိတ်ကန်းကပ်ဖို့အော်အော်ဆွဲတန်ကြတာနဲ့ဖိုးဝါသူ့အမေနာထိုင်နေရကနေတုံရင်ပြီးရှောင်ပြေးတော့တယ်။တမောကြီးပြတ်ထွက်ခြင်းကြမှာ ဖိုးဝသူ့အမေနာပြန်ရောက်လာတယ်။ဟဲ့တာခုနကတင်မောကလူလူတွေကြနေတာကိုအမေကိုမကူပဲဘဲကိုချက်သွားနေရတော့သူထွက်သွားတာကိုသတိမထားမိတဲ့အမေကမေးတယ်။ဟိုတင်မောယူတားကြောက်လို့လေဖိုးဝမျက်စိမျက်နှာပြက်ပြီးပြန်ဖြေတော့တာဖြစ်သူရဲ့အရေးအကဲကိုသိနေတဲ့ဒေါညိုတယောက်ဒီတစ်ချိန်စိတ်ဝင်စားမိသွားရတယ်။ဘလို့များလဲတားရဲ့အမေကိုတိချပြော့ပြပါအောင်။အဲ့ဒီတင်မောကြီးကရေအောက်ကိုနှစ်ဖူးတယ်တဲ့လူတွေမတရားကြီးတီးခဲ့တာတဲ့ခုနောက်လဲတလကြရင်ထက်နေအောင်ပါတဲ့ ဟင်ဟုတ်လို့လားတားရဲ့တားကဘလို့များသိနေတာတော့ဟုတ်ပါတယ်ဆိုအမေရဲ့တားကိုညကအဖြူရောင်ဝတ်ထားတဲ့လူကြီးတယောက်လာပြောပြသွားတာတားကိုလူကြီးကပြောသေးတယ်တမောချင်းမနစ်အောင်တားကကူညီပါတဲ့တရင်ကတော်ညိုစီကနေတဆင့်စက္ကန့်တစ်ခွင်ကိုပြန်ခဲ့ပြီအားလုံးကလည်းတမောအစ်တကြီးကိုစိတ်ဝင်စားနေကြခြင်းဆိုတော့ဒီတရင်ကလူပြောများတဲ့တရင်ဖြစ်လာတယ်နောက်ဆုံးတရင်ကတဆင့်စကားတဆင့်နာနဲ့ဆင့်သွားပြီးချူနတီတမောကိုပိုင်တဲ့ကုမ္ပဏီကပိုင်ရှင်စီကိုရောက်ပါလေရောအဲဒီမှာတင်ပိုင်ရှင်ကတရင်ကိုပြန်လိုက်ပြီး နောက်ဆုံးသတင်းအရင်းမြစ်ဖြစ်တဲ့ဖိုးဝါတို့တာမီကိုတရားစွဲမယ်ဖြစ်တယ်။နောက်ဆုံးစစ်ကမ်းကလူကြီးသူမတွေဝိုင်းဝန်းတောင်းပန်ပေးလို့ကိစ္စကတရားစွဲတဲ့အဆင့်ထိမရောက်ဘဲပြရာပြစ်ကြောင်းဖြစ်ခဲ့ရတယ်။စစ်ကမ်းဝန်ကျင်မှလည်းဒီသမော့အကြောင်းကိုမပြောတော့ပါဘူးလို့ကုမ္ပဏီပိုင်ရှင်ကိုကတိပေးကြရတယ်။ဒီလိုနဲ့ပဲဂရီကဝတ်တွေများစွာနဲ့သမော့ကိုအသေးဖြတ်လို့တရားစွဲမယ်ကိစ္စကပြီးဆုံးခဲ့တယ်။ဒါပေမဲ့မပြီးဆုံးသေးတာကဖိုးဝါညာတိုင်းညာတိုင်းသူ့အိမ်မက်ထဲမှာသမော့ကြီးအကြောင်းကိုမျက်မှတ်နေမိတော့မယ်။ တဖြည်းဖြည်းလူကြီးပြောတဲ့ရက်ကိုနီးလာလာနဲ့အမျှဖိုးဝါရဲ့အိမ်မက်တွေကထူးကြလာတယ်။အိမ်မက်ထဲမှာတမောကြီးနဲ့မရက်စီကိုသူရောက်နေရပြီးစိတ်ကန်းကနေတမောကြီးထက်တက်မဲ့သူတွေကိုသူလိုက်တားဆီးနေတယ်။တမောကြီးနဲ့လိုက်မဲ့သူတွေထဲမှာသူ့ရွာကရွာဦးချောင်းဆရာတော်နဲ့ရွာကသူတို့ချူတောင်းပါနေခဲ့သေးတယ်။ဘိုးဝါခမသူတို့ကိုတမောကြီးထက်စီမတက်ဖို့အတင်းကာရောလိုက်ပြောနေပေမဲ့လည်းတရားအောင်မှနားမထောင်ခဲ့ကြဘူး။အလုံးတမောကြီးဘော်ကိုရောက်သွားပြီးမကြခင်မှာတမောကြီးကစိတ်ကန်းကနေထွက်ခွာတယ်။ စကန်ကခွာပြီးအချိန်ဘလောက်မှသိမကြလိုက်ဘူးရုတ်တရက်မိုးသားတိမ်တိုက်တွေကစုပြုံမှောင်မိုက်လာပြီးမိုးသက်လေပင်တွေကျလာတယ်တမောကြီးစီကမိုးလေတွေကြားထဲမှာသွားနေရင်းနဲ့အင်ဂျင်အော်တန်ကြီးစူညံစားနှုတ်ထွက်ပေါ်လာတယ်လှမ်းကြည့်လိုက်တော့အိမ်မဲမဲကြီးတွေကတမောကြီးရဲ့နဘေးပောင်တွေကိုရေထဲကနေဆွဲကင်လှုပ်နေတာမမဲအကောင်ကြီးတွေရဲ့ဆွဲနှင်မှုကြောင့်တမောကြီးကတဖြည်းဖြည်းနဲ့ရင်းထိုးရင်းရင်လာပြီးရေထဲစီကိုတွေ့ရွေ့နှိမ့်မြုပ်သွားပါတော့တယ်။ဘွားရဲ့အိမ်မက်တွေကမှတ်တိုင်းဒီနေရာကိုရောက်ရင်အမြဲလိုလိုလန့်နိုးလာရတတ်တယ်။ငါသားရော့မုံဖို့မုံသွားဝယ်စားကြည့် ဈေးရောင်းပါနေခြင်းဒေါ်ညိုတယောက်သားဖြစ်သူဖိုးဝါကိုမှုန်ပိုးပေးနေတယ်ဒါပေမဲ့မြင့်ပြင်ကြီးဘက်ကိုမျက်နှာမူပြီးထိုင်နေတဲ့ဖိုးဝါကတစ်ချက်မှလှဲ့မကြည့်မတုံမလုံးနဲ့ငကိုအသားထိုင်နေလျက်ပဲဟင်ဒါမှိုင်းတွင်းနေပါလားဘာလို့ဖြစ်နေရလဲနေမကောင်းဘူးလားဒေါ်ညိုစိတ်ပူပြီးမေးမိတယ်ဖိုးဝါကခေါင်းကိုတွန်းတွန်းခါရမ်းရင်းကမြင့်ပြင်ကြီးစီဘက်ကိုပဲငေးကြည့်နေတယ်ပြီးတော့သူတို့တွေတည်ကြတော့မှအမေရဘသူတွေတည်မှလဲငါသားပြောတာအမေမရှင်းဘူးသူတို့လေရွှေနေဒီဘောကလူတွေပေါ့ တော်ညိုမျက်စိမျက်နှာဖြတ်သွားရတယ်။ပြီးတော့မျက်နှာထားကတင်းမာသွားရပြီးငါသားကိုဒီကြောင့်မပြောရဘူးပြောရင်သားကိုပလိတွေလာဖမ်းလိုက်မယ်လို့အမေပြောရမလားဘာလို့ဆက်ပြောနေတာလဲ။ဖိုးဝါကခေါင်းကိုထပ်ပြီးခါရမ်းမြန်နေ။သားမပြောပါဘူးအမေရဲ့။သားအိမ်မတိုင်းမှာသူတို့တေကုံတာကိုမြင်ရတယ်။သူတို့ရေတွေထဲမှာနှစ်ပြီးတေနေကြတာသိတနာဖို့ကောင်းတာပဲ။ဒါတွေတကယ်ဖြစ်ဖို့ဆိုနောက်၃ရက်ပဲလိုတော့တာ။ဖိုးဝါကမျက်နှာသေးလေးနဲ့ပြောတယ်။တော်ညိုကြော်လက်စအကြော်ကိုစစ်စစ်ကားနဲ့ဆယ်ယူလိုက်တယ်။ပြီးတော့ နောက်ထပ်ဆန်အနှစ်တွေထပ်ပြီးခတ်မထဲတော့ပဲဖိုးဝရှိရာစီကိုထလာတယ်။ตาကိုအမေယုံမာတဲ့ตาရဲ့ဒါပေမဲ့ခက်နေတာကသူတို့ကမယုံဘူးလေ။ဟုတ်တယ်သူတို့ကမယုံဘူး။အင်းလေးကန်စီမယာဆိုတော့လေဘာတက်နိုင်မှာလဲ။ဒီနေ့ဖိုးဝရဲ့စကားပြောပုံတွေကအတော့ကိုတည်ငြိမ်နေတယ်။ယခင်ကလိုဖောက်ဖောက်လွယ်လွယ်တွေလုံးဝမဟုတ်ဘူး။ဒေါ်ညူမာတော့ตาဖြစ်သူဖိုးဝစကားကိုတပြင်းချရင်သာတုံ့ပြန်လိုက်မိတယ်။ပြီးတော့သူ့ရဲ့အကြီးတွေကလည်း ဖိုးဝါနေသူမြစ်ပြင်ကျဲကြီးစီကိုငေးရီကျင်းနေတဲ့ပေါ့ဒီနေ့တော်ညိုအကျော်ဆိုင်မထွက်နိုင်ဘူးမနေ့စောကလေးကဖိုးဝါတယောက်အင်ကနေပျောက်သွားခဲ့တယ်အစားကတော့အင်သားတွေဘာတွေသွားတယ်ထင်နေတာနောက်တော့မှတာဖြစ်သူပျောက်နေမှသူသတိထားမိခဲ့ရတယ်တာရီတာရီမနေ့စောကလေးကရွာစဉ်အနှံ့တော်ညိုလိုက်ရှာနေခဲ့တာဘယ်မှမှမတွေ့ရဘူးတဖြည်းဖြည်းနဲ့နေတောင်ထန်းတပြားနီးပါးဖြစ်လာခဲ့ရပြီရခင်ကဆိုဖိုးဝါတယောက်စိတ်ဖောက်နေတဲ့တောင်မှအင်ကနေခုလိုပျောက်သွားခြင်းမရှိတတ်ဘူး ဒီနေ့ကြပါမှထူးထူးခြားခြားကိုပျောက်နေတာဒေါညိုဒီနေ့အကြောင်းမထွက်ဘူးလားသွားရင်လာရင်လမ်းတွေးတဲ့အသည့်တယောက်ကမီးတယ်ဒေါညိုသားစော့ကတ်နေရတော့အပူယုံနေပဲမထွက်နိုင်သေးပါဘူးဟဲ့နှစ်တူဖိုးဝါမနဲ့စောကလေးကပျောက်နေလို့လိုက်ရှာနေရတာအော်ဖိုးဝါလားမနက်ကကြိုမျက်စိပဲသွားတော့သူ့ကိုဆူတောင်းပြတောင်မတက်သွားတော့တွေးမိတယ်ဗျ။ဟင်းဟုတ်လား။ဒေါညိုခတ်တုတ်တုတ်ပဲဆူတောင်းပြတောင်စီကိုထွက်ခဲ့တယ်။တောင်မော်ရောက်တော့တွေ့ပါပြီ။တမန်နှလုံးပြောက်လို့လိုက်ရှာနေရတဲ့ဖိုးကဆူတောင်းပြတောင်ထိပ်စီကကိုတောင်ပြစီဒီကလေးစီမှာ လက်အုပ်ကလေးချီးပြီးကြုံကြုံကလေးထိုင်နေတာ။ตาရဲ့ဘယ်မှရောက်သွားလာလဲလို့အမေမှလိုက်ရှာလိုက်ရတာ။မိသားစုရဲ့ဆိုလို့ဒီသားလေးတယောက်သာရှိတာမို့ဒေါညိုမဲရဲ့လက်ရွှဲနဲ့ပြည့်ဖက်ရင်ငိုပြောပြောမိတယ်။ဒီနေ့သူတို့ဒုက္ခဖြစ်တော့မှအမေရဲ့ตาသူတို့ကိုတနာလို့ဒီတောင်မတက်ပြီးဖျားစီမှာဆုလာတောင်းပေးနေတာ။မှတာရဲ့ဒေါညိုသားဖြစ်သူရဲ့နုညံ့တဲ့စိတ်ထားလေးကိုနင်းနေနေနဲ့ခံစားမိရင်မျက်ရည်တွေစီးကြားလို့ဖက်ငုံမိပြန်လေတယ်ပြီးတော့ငုံနေရင်စိတ်ထဲကတာဖြစ်သူနဲ့ပတ်သက်တဲ့ပြက်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကို ဒေါ်ညိုတယောက်ချမှတ်လိုက်ပါတော့တယ်။ရွှေနဒီတင်မော့ကြီးစစ်ကန်းစီကိုဆက်ကက်လာလို့ခီးတယ်တွေကိုအသင့်ပြင်ဖို့အချက်ပြတဲ့အိုးအော်ဆွဲတဲ့။တင်မော့ကြီးမကက်မီစစ်ကန်ဒရာထက်ကိုခီးတယ်တွေတိုးဝေးလို့သွားနေကြပြီ။နေကြပါအိုးမတက်ကြပါနဲ့ဒီတင်မော့ကြီးကဒီနေ့မြုပ်တော့မှာ။ခီးတယ်တွေစီကိုတိုးဝေးပြေးလာရင် အော်ဟစ်တားမြင်လာကြတဲ့ဒေါ်ညိုနဲ့ဖိုးဝါတို့တားမိနှစ်ယောက်။ဟာတော့ကန်ဒီလာကန်ဒီကိုတောက်ယူတားမိကတမျိုး။ ရေးကြီးကိစ္စနဲ့သွားစရာရှိသူတို့ကစိတ်စနောက်စနင်းဖြစ်ကြရတာမို့ရေးရကြတယ်။နေကြပါဦးအဲ့ဒီတင်မောကြီးကဒီနေ့မြုပ်တော့မှာဘိုးဘွားကလည်းအော်ပြီးတားတယ်။တော်ညူကလည်းအော်ပြီးတော့တားတယ်။တာမီနီယောက်ကြောင့်စိတ်ခံတာပေါ်မှာရေရွတ်တတဲဖြစ်ကုန်ကြရတယ်။ပြီးတော့ရုံရင်ဆန်ခတ်တွေဖြစ်ကုန်တယ်။ဘိုးဘွားတို့တာမီကိုလူတချို့ကတားမြစ်ကြရင်လည်းပဲအရင်ကလေးကဖြစ်ထားတဲ့ပြဿနာပေါ့။ခဲမကြည့်ကြတဲ့ပြည်နေတီတင်မောရဲ့အမှုရမ်းတချို့ကပါဝင်လာကုန်ပြီးရိုက်ကြနှစ်ကြနဲ့ဖြစ်ကုန်ကြတယ်။ဘိုးဘွားတို့တာမီခင်ဗျာမှာတော့ လူအင်အားချင်းမမျှတာမို့သားကိုရိုက်တော့အမေကကအမေကိုရိုက်တော့သားကကနဲ့သူတို့သားမိဘကတာမစ်ကာဝယ်ပေးချတဲ့ချို့လည်းရှိပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့သားမိနှစ်ယောက်ခင်ဗျာတရားတန်ဆက်တွေအပြင်းထန်ရကုန်ကြပြီးချင်းနေမကောင်းလာတာမို့ဒီဆက်သူတို့ချို့ကသူတို့ကိုဆက်လီနဲ့တစ်ဖက်ကန်းကိုကူပီကားနဲ့တဆင့်ကန်သွားကြရတဲ့ညို့စေယုံစီကိုပို့ဖို့လှုပ်ဆောင်ရလိတော့တယ်။စေယုံသွားနေတဲ့ဆက်လီမြစ်လေကောင်နောက်အရောက်မှာပဲတော်ညိုကအသက်ကြီးတဲ့သူမို့ရရှိထားတဲ့ဒဏ်ရာတွေနဲ့ကွယ်လွန်ခဲ့တယ်။ တလေပေါ်မှာပဲမိခင်ရဲ့အလောင်းနှပေးမှာတတိယတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့ဖိုးဝါစီကတော့တင်မောကြီးကိုမတက်ဖို့တမ်းမြစ်တဲ့စကားသံကဘလုံးပထွေးနဲ့ထွက်ပေါ်နေသေးပါပဲ။အဲ့ဒီနေ့ကတင်မောကြီးတကယ်ကိုနှိမ့်မြုပ်ခဲ့ပါတယ်။မိုးလေကင်းတဲ့ကြားထဲမှာမှတင်မောတစ်စင်းလုံးဘာအပြစ်နာစာမှမရှိပါပဲတဤဤရည်ထဲကိုထူးထူးဆန်းဆန်းကြီးမြုပ်သွားခဲ့တာ။တင်မောပေါ်လိုက်ပါသွားကြတဲ့ခီးတဲ့တွေအားလုံးတယောက်မှအသက်မရှင်ကြပါဘူး။ဖိုးဝါတို့တားမီရဲ့ တိုင်းမြစ်တဲ့စကားသံတွေကြောင့်စိတ်ထင်ပြီးစိတ်ကမ်းမှာဆင်းကြံခဲ့တဲ့သူတချို့ကတော့အသက်ရှင်ကြံရည်ခဲ့ကြပါဗျ။အသက်ရှင်ကြံရည်ကြတဲ့သူတွေကဘိုးဘွားအပေါ်ကျေးဇူးတင်လို့သူတက်ရောက်နေတဲ့ဆေးရုံစီကိုသွားကြတယ်။ဒါပေမဲ့လည်းသူတို့ရောက်သွားချိန်မှာတော့ဘိုးဘွားဟာအဲ့ဒီမနက်ပိုင်းကတည်းကထူးဆန်းစွာနဲ့ပျောက်သွားခဲ့တယ်ဆိုတာကိုပဲသိခဲ့ကြရပါဗျ။အဲ့ဒီအချိန်ကစလို့ဘိုးဘွားဆိုတဲ့လူတချို့ကိုသူ့ရဲ့ကြိုတင်သိစိတ်နဲ့ကဲတင်ခဲ့ဘူးတဲ့စိတ်မနှက်တဲ့လူငယ်လေးဟာသူနေထိုင်ခဲ့ဦးတဲ့ရွာနဲ့စိတ်ကမ်းလေးစီကို ဘယ်တော့မှပြန်ရောက်မလာခဲ့တော့ပါဘူး။ဒီဖြစ်ပျက်ကလွန်ခဲ့တဲ့နှစ်ပေါင်း80ဝန်းကျင်အရာဝတီမြကန်းတပေးစီကစစ်ကမ်းရွာလေးစီမှာဖြစ်ခဲ့တာပါ။ခုဆိုရင်အဲ့ဒီရွာလေးကစစ်ကမ်းမြို့လေးတစ်မြို့ဖြစ်တိုးတက်ပြောင်းလဲသွားခဲ့ပါပြီ။ဒါပေမဲ့ဒီနေ့တိုင်းအဲ့ဒီမြို့လေးစီမှာပျော့ဆက်မှတ်ပြုနေစေဖြစ်တဲ့အဖြစ်ပျက်ကတော့တချင်တော့ကစိတ်မနှံ့သူဖိုးဘွားနဲ့ unity တင်မောကြီးတို့ရဲ့ထူးဆန်းတဲ့အကြောင်းပဲဖြစ်ပါတော့တယ်။ ဇလန်လီကတော့ဒါပါပဲရှင်အဆုံးအထိနာဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်